ယနေ့ဆက်လက်ဖတ်ကြမှာကတော့မြန်မာနိုင်ငံထေရဝါဒဘုရားမသာစစ်တမ်းအပိုင်းနှစ်ဖြစ်ပါတယ်ဗုဒ္ဓခေတ် BC 600စုအတွင်းအိန္ဒိယနိုင်ငံတမိုင်းတွင်ဘာသာရေးဝါဒအသည့်အစမ်းများပေါ်ပေါက်လာကြသည်ပူရနာကတ္တပမခလိကောသာလအဇိတကေတကံပလပကုရာကိစ္ဆယနာသင်္ဆယပေလထဗုဒ္ဓနိဂန္ဒနာဒဗုဒ္ဓဗုဒ္ဓဂေါတမဟူသော အရွေးကိုပညာရှင်ခုနှစ်ဦးတို့သည် ပေါ်ပေါက်လာကြကုန်၏၎င်းတို့သည် ရှေးကြသောဝေဒသဘောတရားနှင့်ဗြဟ္မဏဝါဒတို့ကို တော်လန်သောပုဂ္ဂိုလ်များ ဖြစ်ကြကုန်၏ဤခုနှစ်ဦးတို့တွင် အထင်ရှားဆုံးသောပုဂ္ဂိုလ်တို့သည်နိဂန္ဓနာဒဗုဒ္ဓခေါ်မဟာဝီရနှင့်ဗုဒ္ဓကောဓမတို့ဖြစ်ကြကုန်၏အောင်မြင်ဆုံးသောခိုင်းတို့သည်လည်း ထိုပုဂ္ဂိုလ်နှစ်ဦးတို့တည်ထောင်ခဲ့ကြသည့်ဂျိန်းဘာသာနှင့်ဗုဒ္ဓဘာသာတို့ဖြစ်ကြပေသည်အိန္ဒိယနိုင်ငံနှင့်နီမောနိုင်ငံနယ်စပ်ဟိမွန်ဒါတောင်ကြီးတွင် ကောသလမင်းကြီးလာအောင်ခံကပိလဝတ္ထုခေါ်ပြည်နယ်တစ်ခုရှိသည်ထိုပြည်နယ်၌အမျိုးမျိုးအဖြစ်သာကီသာကီယဟုထင်ရှားသော လူမျိုးစုတစုနေထိုင်သည် BC 600စုအလဲလောက်တွင် ထိုတာကိယလူမျိုးတို့၏ခေါင်းဆောင်ရာဇာသည် တောဒေါဒနာဖြစ်၏တောဒေါဒနာရာဇာ၏ကျင်းရတော်သည် မာယာဒေဝီဖြစ်၏မာယာဒေဝီမိဖုရားသည်ပစ္စည်း963ခုကံတွင်ဏိဘောနယ်အတွင်းရှိလုံပိနီအယက်၌သားတော်ဒေဒတာကို ဖွားမြင်ခဲ့လေသည်ထိုဒေဒတာမင်းသားလေးသည်တတ်တော်16နှစ်အရွယ်တွင်ဒါဂီဝင်မင်းသမီးရတ္တတော်ဒရာနှင့်လက်ထပ်ထင်းများခဲ့သည် အလောင်းတော်သည်တတ်တော်29နှစ်အရွယ်တွင်တောထွက်တော်မူခဲ့ပေသည်တောတွင်၌6နှစ်ပတ်လုံးဒုက္ခရာစရိယာအကျင့်ကိုကျင့်တော်မူခဲ့ပြီး BC 928ခုနှစ်လောက်တွင်သဗ္ဗညုတဖရာအဖြစ်သို့ရောက်ရှိတော်မူလေသည်ထို့နောက်အိန္ဒိယနိုင်ငံအလယ်ပိုင်းရှိမကရာတိုင်းယခုခေတ်ဘီဟာနှင့်ကောသလတိုင်းဥရရှ်တို့၌45နှစ်ကာလပတ်လုံး လက်လေကသာသနာပြုခဲ့ပေသည်ဘုရား၏ဟောပြောချက်များသည်လည်းနှံ့နေပေသည်နူးညံ့သိမ်မွေ့သည်လူရန်စာခွဲခြားရေးစနစ်ကို၎င်း ရေမှုသောဝဲတို့ကို၎င်း ဖန်ဆင်းရှင်ဝါဒကို၎င်းရှုံချအစွန့်ပယ်လေသည် ထို့ကြောင့်နှင့်အနေငယ်အတွင်းဗျာမဏဝါဒနှင့်အခြားဝါဒပေါင်းစုံတို့မှဘုရား၏အယူဝါဒကိုကူးပြောင်းလက်ခံလာသူတို့အရေးအတွက်သည် လွန်စွာများပြားလေသည် ဗောဓဂေါတမသည်သတ်တော်80ပြည့်တော်မူသောအချိန် BC 483ခုနှစ်လောက်တွင်အိန္ဒိယပြည်ကုသိနာယုံခေါ်သောအရာ၌ပရိနိဗ္ဗာန်ဆံဝန်တော်မူခဲ့ပေသည်။